်ဝိုင်းရံတန်နှမျိုးဆွဲနေမှာကျွန်မကဒါလေးရေးထားတွေ့လားဒါကစလုံးတွေရှိမှပါအောင်မယ်ဆလိုချင်တာအရှင် ending wide sounds ပေါ့နော် two types of ending wide sounds လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ two types ဖြစ်တဲ့အတွက်နှစ်မျိုးရှိမယ် ending wide ရဲ့အတန်ကကျွန်တော်တို့ပြောမှဆိုရင်ပထမသူ့ရဲ့ original beginning မှာနေမယ်ဆိုရင် wide ရဲ့အတန်က y ဒါကြောင့်မလို့ yes yes you got yellow နော်ဒါမျိုးလေးတွေကျွန်တော်တို့ဖြစ်တာပေါ့ yam and yak ဒါမျိုးလေးတွေပေါ့နော်ဒါဆိုရင် wide ရဲ့အတန်ကအဲ့ဒီမှာတစ်မျိုးရှိသေးတယ် နောက်ပြီးအခုကဝိုင်းရဲ့အတန်နှစ်မျိုးဘယ်မှာရှိတဲ့အခါလဲနောက်ဆုံးမှာရှိတဲ့အခါနှစ်မျိုးတင်ရမှာဝိုင်းရဲ့အတန်ကโอเคဒါဆိုရင် ကျမတို့က SKY ကိုဘယ်လိုတန်ထွက်ပါသလဲကလေးတွေကျမတို့ငငယ်လေးကြီးတွေချက်ခဲကြတယ် CRY cry SKY sky gong FLY fly TRY try APPLY apply ကျမတို့အဲ့လိုသင်ခဲ့တယ်ဖြည့်ဆွတ်တာပေါ့ဒါဆိုရင်ဘာဖြစ်လို့အဲ့လိုဖြစ်သွားလဲ Y ရဲ့အတိုင်းကခုနကကျတော့ yes yellow yak yam လို့ကျွန်တော်တို့သင်ခဲ့ရပြီဒီမှာကျတော့ဘယ်လိုဖြစ်လို့အတန်ပြောင်းသွားရလဲဆိုတော့ phonics ရဲ့အင်္ဂလိပ်စာရဲ့အတန်ထွက်တဲ့ပုံစံရဲ့သင်ရတာဖြစ်ပါတယ် phonetic မှာကျတော့ y ရဲ့အဲ့ဒီနေရာမှာ english လို့ဆိုရင် i letter name i ဆိုတဲ့ symbol လေး dictionary မှာပေါ်နေပါလိမ့်မယ်ကျွန်တော်တို့တွားကြည့်လို့ရှိရင်ကလေးတွေကိုကျတော့အဲ့ဒီဟာကိုတွားကြည့်ဖို့ကျွန်တော်တို့သင်လို့မရတဲ့အတွက်တို့ဘယ်လိုသင်ရလဲဆိုတော့ကလေးတွေကိုသင်တဲ့အခါ y ကနောက်မှနေရင်အတန်နှမျိုး y မှာတေးဥဆောင်ထုတ် y မှာအတန်နှမျိုးနဲ့သူက တေးဥဆောင်ရတယ်ပေါ့ကလူနှစ်ကိုခွဲတေးဥဆောင်တယ်လို့ဝိုင်းမှာအတန်တစ်မျိုးရှိမယ်အဲ့တော့ဘလို့ချိန်မှာအာရီတန်ထွက်ပြီးဘလို့ချိန်မှာအီတန်ထွက်မလဲနောက်ထပ်အတန်တစ်မျိုးကိုဝိုင်းရဲ့အတန် E ဘာဖြစ်လဲဆိုတော့ H A P P Y happy N A V Y navy J O L L Y jolly M O ပြီးလို့ချင်း M O N K E Y monkey M O N E Y money ဒါမျိုးလေးတွေပေါ့အကုန်လုံးဝိုင်းရတဲ့နောက်မှနင်းဤထွက်တယ်အိုက်ထွက်တယ်အာဘယ်ရှင်ကငါအာဤတန်ထုတ်မလဲဝိုင်းရတဲ့ဘယ်ရှင်ကမဤတန်ထုတ်မလဲကလေးတွေကိုကျမတို့ဝေဝါဖို့အတွက်ဝေအဲ့လိုမျိုးမဝေဝါနေစေဖို့အတွက်သင်ရမယ့်နည်းလမ်းလေးက soluble ကိုသင်ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးတွေကကျမတို့ soluble လေးတွေခွဲထည့်ပြီဆိုတဲ့အခါမှာသင်ရမှာဖြစ်ပါတယ်အဲ့တော့ soluble ဘယ်လိုခွဲမလဲ vowel စလုံးပါမယ်ကလေးတွေကိုတွေ့ကူအောင် vowel စလုံးကိုလက်ခုပ်တစ်ချက်သို့မဟုတ် vowel စလုံးကိုလက်ဖြောက်တစ်ချက်နဲ့ကျမတို့သင်ထားတာဖြစ်ပါတယ်အဲ့တော့ one vowel ပါတယ်ဆိုရင် it has one syllable not a word it has one syllable အဲ့တော့ one vowel ပိုင်းလက်ကုတ်တစ်ချက်တီးမယ်အဲ့ဒါဒီ syllable တတတံပြောတာဖြစ်တယ်ဒါကြောင့်မလို့ vowel ပဲနှလုံးပါလဲတလုံးမှလည်းမပေါ့ wine က vowels ဖြစ် egg လို့တယ်တလုံးမဲ့ပေါ့ဒါဆိုရင် wine ဟာနောက်မှနေ vowel ဆိုတန်ထုတ်မှာပဲ i တဟုတ်ရင်ဟုတ်မဟုတ် e တဟုတ်မယ် vowel တလုံးပါတယ် vowel 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 ဒါကြောင့် one syllable oh sorry ဒီမှာ vowel တလုံးပါတယ် vowel နှလုံးပါဒါဆိုရင် two syllable ဒါကြောင့်မလို့ f line a ရဲ့အတန်က and အဲအတန်လဲသွားပြီးကျမတို့ကအဲဆိုတော့ပါဇက်အကြိမ်လည်းမယူဘဲနဲ့ကြားထဲမှာ အတန်းအလေတန်းလေးပဲယူထားတယ်အဲ့ဒါ show ဆောင်းလင်းထွက်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ apply လိုပဲဖြစ်သွားတာဖြစ်ပါတယ်အရှင်းဒါဆိုရင်ဒီမှာ try why ရဲ့အတန်းက i ဘာဖြစ်လို့လဲဆိုတော့သူ့မှာ vowels အတန်းတစ်လုံးစီပဲပါတယ် one syllable ဖြစ်တယ် one syllable or two syllable ရှိတဲ့စကားလုံးတွေဆိုရင်ကျွန်တော်တို့က why ရဲ့အတန်းကိုတည်တည်ချာချာရဲရဲဟိုးနဲ့ i လို့ဆို two syllable ပါတယ်ဆိုရင်တော့ကလေးတွေကနည်းနည်းဝေဝါးနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ two syllable ကနည်း three syllable ကိုကြားထဲမှာရှိတဲ့စကားလုံးတွေဆိုရင်ကျွန်တော်တို့ one ရဲ့အတန်ကိုအဲ့ဒီလို vowel နှလုံးကနေသုံးနှလုံးကနေသုံးလုံးပေါ့နော်။အဲ့တော့ two syllable က three syllable ကြားပါတဲ့ဟာကိုခွဲတက်ဖို့ဆိုရင် vowel နှလုံးသို့မဟုတ်သုံးလုံးအရည်တွေပါတဲ့စကားလုံးတွေစကားလုံးရှိဒီလေးတွေပေါ့ရှင်တနည်းအားဖြင့်နောက်ထပ်အလွယ်မှတ်မယ်ဆိုလို့ရှိရင်တော့စလုံးရှိရှိလေးတွေဆိုရင် one ရဲ့အတန်ကို e လို့မှတ်။ဒါကြောင့်မလို့ဒီမှာ vowel စလုံးဒီမှာ vowel စလုံးဘယ်လိုပဲတန်ထွက်တာလဲ happy ဝိုင်းရက်တန်ကိုဘာပဲယူရလဲဝိုင်းရက်တန်ကိုကျွန်တော်တို့က e ကဲ့သို့ပဲယူလိုက်တယ်ဒီမှာလဲ e ကဲ့သို့ပဲယူတယ်ဒီမှာလဲ e ကဲ့သို့ပဲယူလဲ monkey money မျောဆန်းနေ easy ပြီးလို့ရှိရင် muddy အဲ့လိုမျိုးပေါ့နော်ကဲဒါဆိုရင် dirty ညစ်ပတ်တာတွေကအစားဝိုင်းနဲ့ဆုံးတဲ့စလုံးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဒါလေးကိုတီးပြီးသားပြီဆိုရင်ဝိုင်းနဲ့ဆုံးတဲ့စလုံးတွေကိုတိတိလောက်ချရေးကြည့်ပြီးတော့အတန်ထုတ်ကြည့်ပါဩဒါကြောင့်ကိုဆိုတိသားပြီဆိုလို့ရှိရင်ကလေးတွေကဘာကြောင့်ဒီလိုအတန်ထွက်ရတယ်ဆိုတာကိုကိုကရှင်းပြနိုင်ပါလိမ့်မယ်ဒီဒီဗီဒီယိုကစာသင်တဲ့သူတွေတွေပဲပို့ပြီးတော့တုံးနေမှာဖြစ်ပါလိမ့်နောက်တစ်ခုကအင်္ဂလိပ်စာ ာကိုဘာကြောင့်အတန်ထွက်ရလဲသိချင်တဲ့လူငယ်တွေအတွက်ဒီဗီဒီယိုလေးကအကျိုးရှိပါလိမ့်မယ်ရှင်။မလို့ဆိုတာလေးတွေကလုံးဝ visit visit ဖြစ်တယ်လေနော်အဲအကြောင်းပါအဲကြောင့်မလို့ happy ဒီမှာ vowel စလုံးဒီမှာ vowel စလုံး vowel နှလုံးပါတယ် vowel နှလုံးပါတယ် two syllable အဲ့ဒါမှတ်ထားပါ two syllable ကနေ three syllable ကြားရဲပါတဲ့စလုံးတွေမှာနောက်ကနေ y ပါပြီဆိုရင် y နဲ့ဆုံးနေတဲ့ two syllable or two syllable more နော် two syllable ပါပြီဆိုလို့ရှိရင်ကျမတို့က y ရဲ့တန်ကို e ကဲ့သို့ဆိုရမယ် ဒါဆိုရင်နားလိုက်ပြီလားဝိုင်းရတဲ့နှစ်မျိုးကို one syllable ကနေ two syllable ကြားပါတဲ့ဝိုင်းနဲ့စုံတဲ့စကားလုံးတွေမှာအဲ့ဒီဝိုင်းကို i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  a e i နော် a i o u e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  ဒါကြောင့် happy navy sunny jolly muddy နော်ပြီးလို့ရှိရင် sky try fly high apply ဒါမျိုးလေးဖြစ်တာဖြစ်ပါတယ်ရှင်ဒါဆိုရင်ဝိုင်းရတဲ့နှစ်မျိုးကိုနားလိုက်သွားပြီးလို့ထင်ပါတယ်အချို့ရှိတယ်ဆိုလို့ရှိရင် yes လို့မှတ်ပေးပါအခြားသူများမြင်အောင်လည်း share ပေးသွားလို့ရပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်